ဟုတ်ကဲ့ပါဟိုကျွန်တော်တို့ဟိုဒီနေ့ပြောမယ့်ဟိုခေါင်းစဉ်လေးကတော့ဒီတိုင်အောင်ကြီးနဲ့ပတ်သက်ပြီးတော့မှအာခေါင်းစဉ်လေးဖြစ်ပါတယ်အဲပြောမယ့်သူကတော့ဟိုမဝေလူလင်ကျော်ဖြစ်ပါတယ်သူကတော့ဟိုအာချူလာလန်ကွန်တက်ကလူမှာအဲ medical physics နဲ့ဟို master ဖွဲ့ယူတာဖြစ်ပါတယ်အဲသူမြောက်ဦးပြည်လေးတစ်ချက်နားထောင်အာလိုက်လိုက်လိုက်ပါဦးခင်ဗျာအမတစ်ချက်ပြောပြပါဦးခင်ဗျာဟုတ်ကဲ့ မကမဝင်ကြောပါဟိုဟာအမဒီကနေရ BSC ဟိုဟာပေါ့ Medical Technology နဲ့ပြီးပြီးရော MSc ကိုကြာတော့ထူလန်လန်ကုန်းမှာဟိုဟာ Medical Physics နဲ့ယူတာပေါ့နော်သူကဟိုဟာအဲ Medicine အောက်ကပဲဒါပေမဲ့ Medical Science နဲ့ပဲပြီးရပေါ့အဲ့ဒီဟာတော့အမကြာတော့ Specialist အနေနဲ့ Radiation Therapy အဲ for the ဟိုဟာ Cancer Treatment တော့ပေါ့နော် specialist အဲ့အခုပြောချင်တာကတော့အမဒီ procedure ဒီ radiation therapy ရောင်ကြည်ပေးတဲ့အခါမှာဆိုရင်ပေးရမယ့် အဲ procedure step လေးတွေနဲ့ samples အနေ knowledge အဲတချို့ပေါ့နော် understanding miss understanding understanding ဖြစ်နေတာလေးတွေကိုနည်းနည်းပြောပြောချင်ပါတယ်။အားပြီ။ um အာအမတို့ဟိုမြန်မာနိုင်ငံမှာဆိုရင် region တက်ပြီးမြန်မာမှာဆိုရင် center တိတ်မရှိဘူး။ရန်ကုန်မန္တလေးနဲ့နေပြည်တော်နဲ့တောင်ကြီးမှာပဲရှိတယ်။ခတ်တိုင်း ဲ့ screen share ပြောက်သွားပြီ嗯，嗯，啊，比如哎，古老在玩这嘛，这是有嘛嘞？干啥子那可惜的？比如呃，话蛮把玩的呢，来多多年的呀，不咯？ အခု private center အနေနဲ့ကတော့ရန်ကုန်မှာတော့ grand star နဲ့အမတို့ဒီပင်လုံဆေးရုံမှာပဲရှိတယ်ကျန်တာတွေကတော့အစိုးရဆေးရုံမှာဆိုဝိုင်းကြီးရှိတယ်နေပြီးတော့တောင်ကြီးမန္တလေးမှာရှိပါတယ်ထရီမန့်တွေအတွက်ပေါ့နော်အဲ့ဒီ for in for uh, infrastructure for RT center အတွက်ဆိုရင်တို့ရ process တွေတို့ရဲ့ RT mission တွေပေးတဲ့ process တွေရှိတယ်ပြီးရင်ဘာလည်းလွယ်လဲဆိုတော့တို့ရတို့နဲ့ဆက်ဆက်တဲ့ equipment နဲ့ infrastructure တွေပြီးရင် training လုပ်ထားတဲ့ step တွေအဲ region oncologist တွေလိုရပေါ့နော်အဲအမှဆိုရင် region therapy treatment အတွက်လိုတဲ့ပစ္စည်းတွေကတော့အမတို့ CT simulation ရှိမယ်အာ CT simulation ရှိမယ် planning system တွေရှိမယ် အဲ RT machine နေရှိမှာပေါ့နော် RT machine နေရှိမယ်အဲ့မှာ HDR ဆိုတော့မတော်က high dose နဲ့ပေးတဲ့ brachytherapy က twin tet exciter လို့ခေါ်ရဲအတိဟာရလည်းရှိတယ်ပေါ့နော်အခုပြောမှာတော့မတော် radiation therapy machine နဲ့ပတ်သက်တဲ့ဟာပဲ step တွေကိုပြောရမှာဖြစ်ပါတယ် next next အင်း အဲစကြင်ဒါတော့မတော့ city simulation လို့ခေါ်တယ် city simulation step နဲ့သွားတယ်ပေါ့နော်အဲ treatment unit မှာလိုတဲ့ facility လေးတွေကိုနည်းနည်း knowledge ရအောင်လို့ပဲပြောချင်တာပါဒီကအမားတို့ဟိုယောဂရှာဖွေတဲ့ city set နဲ့တော့မတူဘူးဒီက city city simulation လို့ခေါ်ရပေါ့နော်အဲတို့ကတော့မလို့ဆိုတော့သူကပြကွင်းချိန်တယ်လို့ပြောတာပေါ့အဲ RT treatment မစခင်မှာ ယောဂါကိုဘယ်နေရာလဲဆိုတာကိုသတ်မှတ်တာအမတို့ DCT simulation နဲ့အဲရိုက်ပြီးတော့အဲ့မှာမှလေဆာတွေပိုင်းနဲ့မှတ်ပြီးတော့ဟိုဟာပေါ့ဟို treatment site ပေါ့ treatment လုပ်မဲ့နေရာကိုသတ်မှတ်တယ်ပေါ့နော်အဲဒါ first step ပေါ့ အမ်ပြီးတော့အမားတို့ဒါ treatment delivery လို့ယင်ဒီလို machine နေနဲ့တောင်းရတာအဲ့လို machine ကဘာလို့ ਆ လဲဆိုတော့အမားတို့ဒီ Luna ကတော့ဒီမှာအိတ်နေုံပဲဒါပေမဲ့ဒီ set ကတော့ rotation သွားပြီးတော့ကိုပေးခြင်းနဲ့နေရာလေးကိုပဲရောင်းကြည့်ပေးပြီးတော့ tree ရတဲ့ဟာပေါ့နော်ဒါကြီးကတော့အဲ့ RT machine ပေါ့အမ် အဲသူရဲ့ step တွေကဘာလဲဆိုတော့ပထမဆုံးသူတို့ကတော့ဘိုင်းကိုစီနေနဲ့သူတို့ staging လုပ်ဖို့အတွက်ဘိုင်းကိုစီယူတယ်။အဲ staging မှာဆိုရင်ဘိုင်းလုံးမယ်ဆိုတော့ diagnosis အတွက်ဆိုရင် CT ရိုက်တယ် MRI chest X-ray ultrasound နေ bone scan နေ PET CT ဆိုတဲ့ဟာမျိုးတွေနဲ့ရိုက်ပြီးတော့မှသူတို့ကအ staging လုပ်တာပေါ့နော်။အဲ staging လုပ်ပြီးအခါမှာဆိုရင်သူက treatment ဆိုရင်တော့သူတို့က ဟို first အဟို line line နေနဲ့သွား surgery ပေါ့ surgery လုပ်ကြရတယ်။အဲ surgery ပြီးသွားရင် chemo လိုက်မယ် chemo ကကြဆေးသွင်းလာဆေးသွင်းပြီးတော့ကုသတဲ့ဟာနဲ့ radiation therapy ကတော့ရောင်ကြီးနဲ့ကုသတဲ့ဟာနဲ့သွားတယ်။ပြီးရင်မှ chemo therapy တွေ pre chemo assessment တွေလုပ်တယ်။ပြီးရခါက financial counseling နေနဲ့ကတော့မတို့ဒီ private hospital တွေနေနဲ့ကတော့ financial counseling ကအရင်များ radiation therapy အတွက်ဆိုရင်သိန်းတရာမိဘလောက်ကုန်လာကြမှာသွား financial counseling တွေလုပ်ရပေါ့နော်။အဲ့ဒါရှိတယ်။ဟုတ် အန်ဒီအရောမတို့ဒီဌာနထဲမှာဒီဟာ step ပေါ့နော် relation therapy project အနေနဲ့ဆိုရင်သစချင်းခုနပြောသလိုဒါ city simulation လုပ်တယ်ပြီးရင်ဟာကြမှာအမတို့က planning လုပ်တယ် planning ကကြောင့်အမတို့ဒီ physics တွေလုပ်တာပေါ့အဲဒီ planning လုပ်တဲ့အပိုင်းမှာဆိုရင်ဘာဘာလုံးရလဲဆိုတော့အမတို့ကဒီ payment နေရာ area သတ်မှတ်ထားတဲ့ဟာတွေကိုဘယ်နေရာ pay မလဲဆိုတာတွေကိုအမတို့ကဟိုအမတို့ကဆွဲရဆွဲပြီးခါကျဘယ်နေရာမလိုချင်ဘူးပေါ့နော်ဟိုမှာ spinal cord ကိုကြောရိုးဟိုအတိကဟိုဟာ decoration ထီလို့မရလေ sensitive ဖြစ်တဲ့နေရာလေးဆိုရင်မားတို့ကအာဘလောက်ပဲထိစေဆိုပြီးတော့အဲ့လိုပုံစံမျိုးနဲ့မားတို့ planning လုပ်ရတယ်ပေါ့နော်အဲဒီကမားတို့ပိုင်းပြီး planning ပြီးွားရင်မားတို့ဆွဲတဲ့ planning ကဘလောက်တိကျလဲပေးလိုက်တဲ့ planning က ီတိုင်းရောထွက်ရလားဆိုတာကိုမှတော့ verification လုပ်ရတယ် QA process လို့ခေါ်တာပေါ့အဲ treatment fee verification နေလို့ရနောက်ဆုံး step မှာမှအမတို့က patient စီကို technologist လို့ radiation technologist တွေကရောင်ကြည်ပေးဖို့အတွက် set clock ကိုနှိပ်ရမယ် control ဘိုင်းရောက်တော့ပါပေါ့နော်အဲဒီဘိုင်းမှာတရားဆိုရင်အမတို့ပေးတင်တဲ့နေရာလေးပဲဖွင့်ထားပြီးတော့ဘေးနားကဘေးနားကဒီနေရာတွေက let ပြီးပေါ့နော်အဲ့ဒီကောင်နဲ့ပိတ်ထားအဲ့ဒါတွေအမတို့ကဒီ planning system မှာပဲတခါတယ်ဟို plan နဲ့လုပ်ပြီးတော့မှ delivery ကိုသွားတာပေါ့အဲ့ဒါဆိုဒီလိုပွင့်နေတဲ့နေရာလေးပဲမတော်ပေးမယ်တန်တဲ့နေရာလေးပိတ်ထားရဲဆိုရောင်ကြီးအဲမထီးသလောက်နဲ့ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်အဲ့ဒီဟာ process လေးပါ အဲ့ရ treatment planning ဘာ treatment planning ဘာမှာဆိုတော့မတော့ technique တွေအများကြီးရှိရယ်။အမ 2D ရှိရယ် 3D ရှိရယ်။အမ 2D ဆို2 dimension နဲ့နှစ်ဘီးနဲ့ပေးမှလားနှစ်ဘီးနဲ့အပေါ်အောက်ပေးမှလားဒါမှ 3D ပေါ့နော်။ 3D ဆိုတာကဒါတော့မှ CTI လဲခါကျတော့3 dimension မြင်ရတယ်။အဲ့လို3 dimension မြင်ရနေမှာအမတို့ရှောင်ကျင်တဲ့နေရာလေးတွေအဲတွေကိုပိတ်ပြီးတော့ပေးကျင်တဲ့နေရာလေးပဲဖွင့်ပြီးတော့ကွက်ပြီးတော့ပေးလို့ရတာပေါ့။အဲ့လို 3D 4D ရှိရယ်။နောက် 4D ကကျတော့မှတော့အမ lens တို့ပါတော့ပေါ့နော်။အဆုတ် scan တာ patient နေဆိုရင်အမတို့အဲ့ဒီ ဟာရွေ့နေတာတော့အသက်ရှူတဲ့ဘိုင်းနဲ့ဆက်နေခါကျရွေ့နေတဲ့ဟာကိုမတော်ကအာဘယ်လို control လုပ်ပြီးပေးရမလဲဆိုတဲ့ဟာ 4D ပေါ့နော်နောက်ပိုင်းကျတော့ advanced technique တွေအနေနဲ့ IMRT ကို feedback တို့ရောက်လာတယ် IMRT feedback ကဘယ်လိုမျိုးလဲဆိုတော့မာဒီမှာဆိုရင် spinal cord ရှိရပေါ့ဒီ spinal cord ratio ကဒီ payment dose က80 grade ပေါ့နော်အဲ့လောက် ပေးမဲ့ဟာကိုဒီမှာ90ရလို့မရဘူး patient ကဘာဖြစ်သွားလဲဘာဖြစ်နိုင်လဲဆိုတော့ disable ဖြစ်နိုင်တဲ့ကြောင့်ဒီနေရာတွေရှောင်ပြီးပေးရတယ်အဲ့လို advanced technique တွေကြတော့အဲ့နေရာတွေလုံးဝရှောင်ပြီးပေးလို့ရတယ်ဟို technique တွေနောက်ပိုင်းပေါ်လာပါတော့အဲ့ဒီဟာကို IMD VMAT လို့ခေါ်တယ်အခုတော့မှတော့ဒီ IIM VMAT လောက်ထိပဲသုံးသေးတာဒီ SRSB ကတရားမနိုင်ငံမှာမသုံးသေးဘူးပေါ့နော်မသုံးနိုင်သေးဘူးပေါ့ နေရာကြတော့ဒါ treatment treatment verification လုပ်တဲ့ပိုင်းနေပေါ့အမှတော့ပြီးသွားပြီဆိုရင်အဲဒီဒီဒီကောင်က water equivalent အနေနဲ့လူလူကိုယ်ထဲမှာရေများဆိုတော့ဒီဟာ water equivalent အနေနဲ့ fountain အနေနဲ့သုံးပြီးတော့မအားလို့ပေးတဲ့ dose တွေအမှန်မှန်မှန်ဒီလို supporting ပြီးအရင် check ကြရဲ patient မပေးခင်မှာပေါ့နော် nice ညာတော့မအားတော့ဒါ variation therapy room ပေါ့အဲဒီဟာလေးပြတာ အဲ့ဒါတော့မှ patient နော်ဘာ patient ဒီမှာအိတ်နေဆိုရင်ဒီ set ကြီးကဒီဘက်လှည့်လိုက်ဟိုဘက်လှည့်လိုက် rotation 1 rotation 2 rotation နဲ့သွားပြီးတော့တောင်းကြည့်ပြီးတာပေါ့နော် next next treatment အဲ့ဒါတော့ဒီမှာဒါတော့အမနည်းနည်းဟိုဟာ ဟို consent အနေနဲ့ပြောရပါဒီ misunderstanding related to a step in cancer တတူ cancer patient တွေက chemo ရင်သွင်းရတာရှိရ surgery ရင်လောကရှိ radiation တက်ပြီးတော့ဒါရှိအဲ့မဲ့ဒီက common consent ပေါ့နော် patient တွေက အဲကီမိုသရပီသွင်းပြီဆိုရင်သူကသမင်းလေးကျွတ်မှလားသမင်းလေးလုံးဝကျွတ်သွားမှလားအဲတော့ကြောက်တယ်ပေါ့ဆေးရပြင်းနေဆိုရင်အဲလိုမျိုး concern တွေရှိရခါကြတော့အာအမှန်တော့ပြောရင်ဟို not all chemotherapy တွေအားလုံး chemo ဆေးအကုန်လုံးကတော့သမင်းကျွတ်တာတော့မဟုတ်ဘူး comment လေးကတော့ကျွတ်တယ်ဒါပေမဲ့အကုန် chemo ကသူကဆေးပေါ်မှာမူတည်ရဲ့သူရဲ့သွင်းရတဲ့ဥမာဆို cancer advanced cancer မျိုးသွင်းရတဲ့ဟာမျိုးဆိုရင်တော့ hair loss ဖြစ်မှာပေါ့အဲလိုပုံစံမျိုးတွေရှိရဲ့အဲအဲ့လားတချို့ patient တွေကလည်းလုံးဝကျွတ်ကိုကျွတ်မယ်လို့သူတို့ကအဲလို ဟိုအထင်တိုင်းဟာရှိတယ်အဲ့ဒါကြီးအမှားရပေါ့နော် narration therapy က radio active လားတချို့ကြတော့ညောင်ကြီးပေးလိုက်ရင်တို့ကတို့နဲ့အတူကပ်ပါသွားပြီးအိမ်ပြန်ရောက်တဲ့ခါကျရင်ကလေးတွေနဲ့ထိတွေ့လို့မရဘူး အဲဟိုဟိုဟာပေါ့သူများဟိုဟိုဟာရံကြည်တင်းစီတယ်အဲ့လိုမျိုးထင်တာမှန်တော့မဟုတ်ဘူးဒီ relation therapy ကကြာတော့ external beam radio therapy ဖြစ်တဲ့ကြောင့်မလို့သူက patient radio active အဖန်နေနဲ့မပါဝါဘူးပေါ့နော်သူကကြာတော့မဟုတ်ဓမ္မရိုင်းလိုက်တယ်လို့ပဲရိုက်တဲ့ချိန်မှာပဲရံကြည်ရံကြည်ကလူနာကိုထိတာပေါ့နော်အဲ့ဒါဆိုတော့အမတို့ use height energy x-ray ကိုတုံးထားတာပါလို့ဆိုတော့ရိုးရိုး diagnosis ဟိုဟာ x-ray တွေကကြာတော့ kilo voltage ပဲတုံးတာဒါမဲ့အမတို့ဒီ treatment ပေးဖို့အတွက်ရံကြည်ကတော့ mega voltage နဲ့တုံးတာပေါ့နော် next အာနောက်ကြတော့အဲသူတချို့ကြတော့ခွဲလိုက်ရင်ကန်စာပြန့်သွားလာပေါ့အဲအဲ့လိုပုံစံမျိုးသူကတချို့ကြထင်ကြတယ်အမှန်တော့ဟောပုံမှန်အချင်းဆိုရင်တော့ surgery ကအာ surgery လုပ်ခြင်းကကန်စာကိုပြန့်သွားတယ်ရတော့မဟုတ်ဘူးဒါမဲ့အမားတို့နိုင်ငံမှာကြတော့ဘလို့ဖြစ်လဲဆိုတော့ဟိုလိုကြတော့အာဘလို့တချို့အာ surgery စာခြင်းတွေကဟိုလိုမျိုး variation စာခြင်းမရှိဘူးတက်တက်ဟိုရိုင်းခွဲစိတ်ဆံဝင်ရိုးပဲရှိရဆိုတော့သူက ဖြတ်မယ်ဆိုရင်ရှိတဲ့အလုံးနေရာကိုပဲထုတ်ထုတ်လိုက်တာများပေါ့နော်သူများနိုင်ငံမှာကြာမဟုတ်ရေရှင်း oncology စာချင်းကကြာတော့ဘာလို့လဲဆိုတော့ cancer ပြန့်နိုင်တဲ့နေရာတွေပါလေကိုသူကသွေးကြောတွေကိုပိတ်ထားပြီးတော့မှမပြန့်နိုင်တော့ဘူးဆိုတော့အချိန်ကျမှသူကအဲ့အလုံးကိုထုတ်လိုက်တာပေါ့အဲ့တော့ဒါသူတို့အနေနဲ့ဆိုရင်တော့ surgery ကြောင့် cancer မဖြစ်စေနိုင်ဘူးလို့ယူဆပါပေါ့နော်အဲ့မှာတို့ဒီဒီဘက်မှာကြာတော့ဟိုစာချင်းတချို့ကကြာတော့အဲ့လိုမျိုး radiation oncology တပါအပိုင်း မဟုတ်တဲ့ခါကျတော့ခွဲလိုက်တဲ့ခါကျပြန်နိုင်လာပြီ။ရှိခဲ့တော့ဒီနိုင်ကတော့အော်ဒါခွဲလိုက်ရင်တော့ပြန်သွားမှပဲလို့ထင်ကြပါတော့နော်။အဲဒါကြောင့်မလို့ဟိုခွဲလိုက်တိုင်းတော့လည်းမပြန်လာဘူးပေါ့နော်။ အဲ့လိုနော် relation cipher နေနေကြတော့ patient တွေကဟိုတချို့ patient တွေကကြတော့ပူတာလို့နီတာလို့နော်ဟိုဥပိုင်းကိုပေးမဲ့ဆို one shot တာလို့အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့တချို့ patient တွေကမဖြစ်ဘူးပေါ့သူတို့ကမဖြစ်ဘူးဆိုရင်တော့သူတို့ရဲ့ဟိုဟို cancer ကုသမှုအရင်ကောင်းတယ်လို့သူတို့ထင်ကြပါတော့အဲ့လိုလည်းမဟုတ်ဘူးလူနာပေါ်မှာလည်းမူတည်ရဲ့အဲပေးလိုက်တယ်သူတို့ရဲ့ area ပေါ်မှာလည်းမူတည်ရဲ့ဘာလို့ဆိုလူနာရဲ့ခန္ဓာရဲ့အခြေခါကြောင့်မလို့ဘာဘာ cipher မှာမခံစားရမျိုးလည်းရှိတယ်ပေါ့နော် အများစုကတော့ဥပိုပေးရတော့ဘာလို့ဆိုရင်တော့အနည်းဆုံးတော့ diarrhea ရှိရ redness ရှိရသူတို့ဟိုအဲ့လိုမျိုးပေးလိုက်တဲ့ skin တွေနီလာလာတို့အဲ့လိုမျိုးတွေတော့ရှိတတ်ကြတာပေါ့နော် symptom ကတော့တဦးနဲ့တူပါမတူကြဘူးပေါ့အဲ့ဒါလေးလည်းသူတို့က common concern မှာလွဲပြီးမှတ်ထားလေးတည်းရှိကြရပေါ့နော် next အာကန်ဆာကြတော့သူ treatment မတူ treatment တထိုးလူနိုင်သူကထင်ကြတယ်ကန်ဆာဒီရောကန်ဆာဆိုတာကန်ဆာဆိုတာဟိုပါပဲ ဟိုယောဂတစ်ခုပဲအဲ treatment အကုန်တူပဲ chemo လုပ်မယ် radiation လုပ်မယ်အဲ့လိုမျိုးပေါ့ surgery လုပ်လိုက်ရင်တော့အကုန်လုံးတူတူပဲလို့ထင်ကြမှန်းတော့ cancer ရေးကမတူတော့သူ့ group နဲ့သူ့မှာဆိုရင် breast cancer မှာဆိုရင်တော့မှအမျိုးမျိုး꿰တာရှိသေးတယ်မဟာ positive လာဟာ negative လာသူတို့ရဲ့ဘာဟိုဟာပေါ့မူတည်ပြီးတော့ high positive ဆိုဟိုဘက်ကကူးနိုင်တဲ့အဲရှိတဲ့ဟိုဟာပေါ့ cancer အမျိုးအစားမျိုးဆိုရင် treatment တစ်မျိုးအဲ breast marketing ကိုသူတို့ကဟိုရင်သားကင်ဆာဆိုရင်တော့မှ treatment ဟိုပေးပုံချင်းကမတူကြဘူးပေါ့နော်အဲလေးက ကွဲပြားရယ်ပေါ့တချို့ patient တွေကြတော့အော်ဒါရဲ့တူတူပဲကုလိုက်တာကုရမှာပဲ chemo ဆေးရလည်းတူတူပဲ chemo ဆင်းလိုက်လည်းသပင်ကျွတ်မှာပဲအဲ့လိုမျိုးဟော common concerns လေးတွေလွဲနေရလေးရှိရပါတော့เนาะအားလေးချက်ပြောပြတာပါဟုတ် next อืม for example ပြင်ဆိုရင်တော့ marrow common misunderstanding ဖြစ်တဲ့ red tick အများစု red tick cancer red tick cancer ဖြစ်များတယ်အမတို့စီလာရင်လည်းအဲ့ဟိုဥတိုက်ဟိုပါပေါ့ဥမာကြီးကန်ဆာပါနော်ဥမာကြီးကန်ဆာဖြစ်တာများတယ်ဥမာကြီးကန်ဆာဘယ်လိုရှင်းနေမှာအမတို့စီရောက်လာလဲဆိုတော့ ဟိုပြီးချင်းကလုံးဝပါဖိုရင်းဟိုဟာပေါ့ပါဖိုရင်းပြီးအောင်းနဲ့ဘိုင်းအောင်းနဲ့လုံးဝပိတ်သွားပြီဆိုတဲ့အချိန်ကြတော့ရောက်လာတော့မှအမတို့ကဆာဂျယ်ရီမလုပ်လို့လည်းမရတဲ့ခါကျတော့ဆာဂျယ်ရီကိုအရင် emergency လုပ်လိုက်ရအောင်လုပ်လိုက်ရတဲ့ခါကျဘာဖြစ်သွားလဲဆိုတော့ပုံမှန်အပြင်ရတဲ့ကန်ဆာတွေကဆာဂျယ်ရီအဲဆာဂျယ်ရီလောက်ကလာမှန်နေတာမဲ့တထူးဟာတွေကကြတော့လုပ်လိုက်မှအဆင့်တက်သွားတာရှိတယ်အဲ့လိုမျိုးဆိုရင် အဲ locally ဆိုရင်တော့ surgery လုပ်တယ်ပေါ့နော်အဲတချို့ကြတော့လေ surgery မလုပ်ခင်မှာဆိုရင် chemo သွင်းရတာရှိရယ် radiation ပေးရတာရှိတယ်အဲငယ်တချို့လူတွေကထင်ကြရပေါ့နော်ကျမဥမာဆိုရင် radiation ကမလိုတော့ဘူးပေါ့တို့ကခွဲလိုက်ပြီးဆရာဝင်ကလည်းဩဒါလုံးဝဆင်သွားပြီပေါ့တို့ကတော့သိကြတယ် surgery စာချင်းတွေကပြောမှပဲတို့ခွဲလိုက်တာကောင်းဆင်သွားပြီမဖြစ်နိုင်တော့ပြန်ဖြစ်နိုင်တော့ဒါပေမဲ့မဟုတ်ဘူးသူကခွဲပြီးရင်လည်းရောင်ကြီးကလိုအပ်တယ်အဲမခွဲခင်မှာတချို့ ပေရှင်တွေကစောတိတယ်ဆိုရင်တော့မတော့ရောင်ကြီးကိုအရင်ပေးလိုက်ပြီးကြုံသွားတော့မာသူကမာဝါပေါ့နော်မာဝါတဲ့ချိန်မှာမခွဲလိုက်ရင်ဦးဆိုတာမျိုးကအဆူအဆူရှိတဲ့ဟာမျိုးဆိုတော့ရောင်ကြီးပေးလိုက်ရင်တော့မာဝါတယ်အဲ့တော့ပြန့်နှံ့မှုနှုံတော့နေသွားမှာပေါ့နော်အဲ့လိုမျိုးကြီးရှိတယ်တချို့ကြတော့လေလုံးဝခွဲလိုက်ပြီးဆိုရင်မပြန်တော့ခွဲလိုက်ပြီဆိုပျောက်ပြီပေါ့သူကလုံးဝမပြန်တော့လို့ထင်ဒါမဲ့ပြန်ဖြစ်နိုင်ကြီးရှိတယ်သူတို့ရဲ့တူမာဘတ်တွေပါတယ်ကြံနေသေးရဲ့ကြောင့်အဲ့ဒီနေရာရောင်ကြီးပေးဖို့လိုအပ်တယ်အဲ့ဆိုကြမ မလိုအပ်ဘူး operation အဲအဲ့လိုမျိုးအငင်းပွားမှုတွေလည်းရှိကြတယ်เนาะဒါပေမဲ့မှန်တော့ round ကြောင့်ကြီးကလိုလိုအပ်တယ်ဘာလို့လဲဆိုတော့ recurrent ပြန်မဖြစ်ဖို့အတွက်ပေါ့အဓိကတော့အဲဒီလိုကြတော့ juvan chemo တွေကအဲ chemo တွေက advanced cancer အတွက်ပဲအဲ့လိုမျိုးထင်ကြတယ်မဟုတ်သူကကြတော့သူကဘာတော့လဲ stage 1 2မှာအတွက်ဆိုရင်တော့သူကတုံးတယ်အဲအဲ့ဆိုသူလည်း recurrent ဖြစ်ဖို့ဟို reduce ဟိုဟာ short short ချပေးရပေါ့เนาะဒီ chemo တွေကလည်းအဲ့လိုမျိုးရှိရပေါ့ဒါကတော့ဟိုဟာ ီမှာအဖြစ်များတဲ့အဲရက်တဲကန်ဆာလေးဥပမာပေးတာပါနော်ဝါတော့အာ conclusion နေနေတော့မအားဒီ general knowledge မအားမှန်နေမှားရလို့တော့ပြောတော့ဒါမှလည်းအမတို့ဒီ experience တွေနဲ့ဒီမှာဖြစ်လေဖြစ်တာရှိတဲ့ဟာမျိုးအမ general knowledge ရသေးခြင်းနဲ့အနေနဲ့ပေါ့ reason the process တွေပြောပြတာပါပြီးတချို့ common concept လေးတွေလွဲနေတာလေးပေါ့အလားလေးအေးသိအောင်လို့ပြောပြတာပါဖြစ်ပါတယ်ဖြစ်ပါတယ် โอเคပါအခုလိုပြောပြတာကျေးဇူးတင်ပါတယ်အမကြီးဟိုအဆိုလို့ရှိရင်ကျွန်တော်တို့ဟိုလေးတက်တဲ့သူအဲမှာဟိုမိကွန်းလေးမိကျင်တာရှင်မိလို့ရပါတယ်ဟုတ်မဆုနယ်ပြောပါဟုတ်မှာခဏတော့ကလေမပြောသွားတဲ့အဲမှာပေါ့နော် ဒီကင်ဆာကို radiation ပေးလိုက်တယ်ဆိုရင်မာသွားတယ်ဆိုခွဲထုတ်လို့လွယ်သွားတယ်လို့အဲ့လိုပြောလိုက်တယ်လို့ညီမနားလည်လိုက်တာပေါ့ဟုတ်အဲ့ဒီဒီခုညီမအတော်ခုဖြစ်တာကြောင့်ဒေါက်ကင်ဆာတော့ပေါ့သူရဲ့ spinal cord မှာပေါက်တဲ့အကျိ trauma လို့ခေါ်လာတော့မသိဘူးနော်အဲ့ဟာကိုသူက radiation သူပထမတစ်ခေါက်ကဖြစ်ပြီးခွဲထုတ်ပြီးသွားပြီဒါပေမဲ့ထပ်ဖြစ်တယ်အဲ့တော့ radiation ပေးလိုက်တယ်ပေါ့နော် အဲ့ပြီးဆရာဝန်နဲ့ဒီခွဲထခွဲဖို့ရအတွက်တိုင်မနေချိန်မှာသူပြောတာ radiation ပေးလိုက်တဲ့အတွက်ကြောင့်မခွဲဖို့ပို့ပြောဆက်သွားရဲပေါ့နော်ပထမ operation လည်းရှိပြီးသားဒုတိယတစ်ချိန်ကျတော့လည်း radiation ပေးရတော့တယ်ဆယ်စားလောက်ပူခတ်သွားတယ်လို့သူကပြောနေပေါ့နော်အဲ့ကျတော့ဘလို့ဘလို့မျိုးကွာသွားလဲဆိုတာမှနည်းနည်းလောက်ရှင်းပြပြလို့ရမလားရှင်ဟုတ်သူကဘာဘာကန်စားနေမှလဲပြောနေမှာလဲသူကန်စားမဟုတ်ဘူးမှာသူကလေ spinal cord မှာပေါက်တဲ့ အဲအကျိတ်ပေါ့နော်။နော်ဟောနော်ရှာနိုမာလို့ခေါ်ရလို့ထင်တာပဲ။ဟောဟောဟော strong my edges အဲ့လိုပေးစီရတော့ရှားရှားနော် strong no ma ဟုတ် ဆရာကပြောတော့လေသူ radiation လောက်တဲ့အချိန်မှာတဲ့ဟိုဘယ်လိုမလဲဒီလိုဟောဒီဒီလိုပေါင်းနေတယ်နော်ဟုတ်ဟုတ်သူက radiation လုံးလိုက်တော့သူဘယ်လိုဖြစ်သွားလဲဆိုတော့အကျိတ်ကိုအမာရုပ်အမာရုပ်လိုဖြစ်သွားရတယ်ပေါ့နော်ပြီးတော့အရင်တစ်ခေါက်ခွဲထားတဲ့ဟာလည်းဘယ်လိုအမာရုပ်တည် ဖြစ်တဲ့ဖြစ်နိုင်တယ်ဗောနော်အဲ့တော့အဲ့ဒီရဲ့ spinal cord နဲ့အကျိတ်နဲ့ကိုသွားပြီးတော့ကက်နေမဲ့ဟာကပို့ပြီးတော့ပို့ကက်နိုင်တယ်ဗောနော်အဲ့ဒါကြတော့ပထမဆုံး surgery ဆိုလို့ရှင်တော့သူထုတ်လို့ပို့ပြီးတော့အဆင်ပြေမယ်ဗောအဲ့လိုမျိုးခွဲထားတယ်အမှားရဖြစ်တယ် radiation တွေထပ်ပေးတယ်အဲ့တော့အမှားရတွေဖြစ်တယ်ဆိုတော့သူကခွဲဖို့ရပုတ်ခတ်တယ်လို့ပြောတယ်ဆိုတော့လीသူ့အမြင်ကဘယ်လိုရှိရလဲဗောနော်အဲ့လို မပြောလို့လို့ခဲပြီးတော့ကြစ်သွားရဲ့ဆိုရင်ထုတ်လို့လွယ်သွားရတယ်ဆိုတော့လေအဲ့လိုပေါက်တဲ့နေရာပေါ့ဘယ်မှာလဲဟာပေါ့နေရာမတူတာပေါ့မနေရာမတူတာဆိုတာမှပြောဆိုတော့ no mark ဆိုတာသူကဟိုလိုမျိုးလေးကို nav ကထွက်တဲ့ဟာထင်တယ် nav ကထွက်တဲ့ဟာလိုမျိုးဟိုပြောပြမယ်အမားတို့ဟုတ် ဟုတ်ပြီးတော့ तू spinal corner အရင်ကတ်နေမှာအဲ့လိုကတ်နေတဲ့ဟာမျိုးဆိုရင်တော့တော့ခွဲရင်လည်းအန္တရာယ်များတာပဲဒီလားခွဲရင်လည်းအန္တရာယ်များတာပဲဟိုဒီဆေးပဲဖြစ်သွားနိုင်တာပဲလေဒီလားဒါပေမဲ့ तू ကဥမာခွဲဖို့အစီအစဉ်မရှိဘူးမို့လို့ရောင်းချပေးလိုက်တာလားအဲ့လိုမျိုးရှိဥမာဆိုရင်အမတို့ဒီ retail ကြတော့စုံနေတဲ့အနေရကွာစုံနေတဲ့အရာဒီလားအတွင်းနေရဟာလေအဲစုံနေတဲ့အရာကြတော့အမတို့ကခွဲရင် separate ဖြစ်နိုင်ကြီးများတယ်ဒီလား စပရက်ဖြစ်နိုင်တယ်များတဲ့ခါကျတော့မတို့ရောင်ကြည့်ရင်ပေးတာဥပမာဆိုရင်မတို့ဟန်နက်ကန်ဆာလိုမျိုးဆိုမတို့ကဟိုအရင်ခွဲတာဟန်နက်လိုပုံစံမျိုးအဲနောက် breast တွေပေါ့နော်အဲ breast မှာမှာမျိုးစားမတူ breast မြင်သားကင်ဆာဆိုရင်လည်းလိုမျိုးမတို့ကအရင်ခွဲထုတ်ပြီးမှရောင်ကြည့်ပေးရတော့ရောင်ကြည့်ကိုအမြဲတမ်းအရင်ပေးတာတော့မဟုတ်ဘူးသူ့ရဲ့ဟို ဖြစ်တဲ့ကန်ဆာဖြစ်တဲ့နေရာပေါ်မူတည်ပြရပေါ့ဥမာဆိုမမတို့ဒီ red တဲ့ဆိုရင်မမတို့အတွင်းထဲမှာသူကစိုးနေတာကွာစိုးနေဟာမျိုးဟိုစာကျင်လုံးလိုက်တဲ့အခါတိုင်းသူက separate ဖြစ်နိုင်ကြအရင်များအဲတိလားဟိုဥမာဆိုရင်အဲ့ဒီခွဲလိုက်တဲ့အချိန်မှာဆိုရင်ဥမာဟိုသွေးကြောရပဲဖြစ်သွေးဟွာရပဲဖြစ်ဖြစ်အဲ့ဒီသူ new gas ပဲဖြစ်ဖြစ်တခုတနေရရဟိုအဲ့ဒီကန်ဆာဆဲရဆင်သွားရဆိုရင်အဲ့ဒီနေရာမှာသူကဖက်ဖြစ်တာ recurrent ပုံစံမျိုးထပ်ဖြစ်တာအဲ့လိုမျိုးခါကြတော့မမရောင်ကြီးကိုအရင်ပေးလိုက်ပြီးတော့ဘေးနားဟာလေးရောပါတယ်ဟိုမာဝိုင်းမှာတော့တလော်ထုတ်လိုက်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးကြတော့မှအဲ့ကောင်ကိုတုံးတာအဲ့တချို့ case တွေကြတော့ရောင်ကြီးအရင်မပေးရတဲ့ case တွေရှိတယ်အဲ့လိုမျိုးခုနဆရာပြောတဲ့လိုမျိုးပေါ့အဲ့လိုမာဝါပြီးတော့အမတို့အတ္တမတက်သွားတဲ့လိုမျိုးကြီးလိုက်လိုမျိုးမှာဟိုအသားပေါ်မှာတိလာအမရုပ်ဖြစ်ရင်အလုံးလိုက်ကြီးဖြစ်သွားတာမျိုးလေအဲ့အဲ့လိုမျိုးဖြစ်သွားတဲ့ဟာမျိုးဆိုရင်တော့ရောင်ကြီးအရင်မပေးသင့်ဘူးပေါ့နော် အမျိုးလည်းရှိရတာ။ဒါကြောင့်သူက oncologist ဟိုရဲ့ consent ပေါ်မှာမတည်တာပေါ့ consent ပေါ်မှာဆိုသူတို့သူတို့ရဲ့ knowledge ပေါ်အဲဘလို့လောက်ရမလဲဆိုတဲ့ဟာမှာမတည်ရဲ့အလုံးမျိုးပေါ့နော်။ဟောဟုတ်ကဲ့မှာဟုတ်ဟုတ်အဲ့ဒါကြတော့ဟုတ် spinal cord ပေါ်မှာဖြစ်တဲ့ dry ကြောင့်မို့ငူဝေရရလည်းခွဲစိတ်ရလည်းခတ်တယ်တကယ်လို့ဟိုလိုမျိုးတော့ပို့ပြီးတော့တခြားနေရာမှာဆိုလို့ရှင်တော့နည်းနည်းထိသွားတာရေမရေကြီးပြီမယ်နီးတော့ နောက်တစ်ခုရှိသေးရဲ့အဲ့ဒီကောင်ကူလာတာရောင်ကြည်ပေးတာဟုတ်တယ်ဒါပေမဲ့ရောင်ကြည်ပေးတဲ့ဟာမှာအဲ့ spinal cord ကိုဆောင်ပြီးပေးဖို့အတွက် advanced technique ရှိရွာတိလား surgery လိုမျိုးပဲ surgery မပေးဘဲနဲ့အခုအမဟိုရှိမှာ ကြာဝါ slide မှာဆို SRSBRT ဆိုတာရှိတယ်အဲ့လိုဟာမျိုးတွေဒါမှ proton therapy treatment တွေဆိုရင်မမတို့က spinal cord တွေကိုရောင်ကြည်မရောက်ချင်ဘူးဆိုပြီးတော့အဲ့ payment နေရာလေးထိပဲရောင်ကြည်ရောက်ချင်အောင်လုပ်ပြီးတော့ပေးလို့ရတယ်အဲ့အရာတွေကအမားတို့စီမှာမရှိဘူးမရှိဘူးဆိုတော့ဥမာသူ time မှာဆိုသူကပထမဆုံး RCM မှာချူလာမှာခုဖွင့်လာ proton therapy အဲ့လိုဟာမျိုးတွေနဲ့ဆိုပေးလို့ရတယ်ကွာဟိုမခွဲပဲနဲ့လေအဲ့ဒါဆိုရင်တော့ဒါထိရောက်မှုရှိတယ်အဲ့လိုမျိုးပေါ့အဲ့လိုပုံစံမမတို့ဒီမှာဆိုရင်တော့အဆင်မပြေဘူးအဲ့ကိုရောင်ကြည်ပေးဖို့ကတော့ အဲ့ spinal cord ကိုသူကထိထိနိုင်ညာအဲ့လောက်ကနေရအော်ဟုတ်ကဲ့ဒီမှာခွဲရင်လေအမားတော့အဆင်ပြေမယ်မထင်ဘူးအဲ့လဲဆိုသူကအရန်ကတ်နေခါကျတော့သူ့ရဲ့ခွဲဖူးအရခိုင်တော့ကဟိုကဟိုကဖြစ်နိုင်တယ်ပေါ့နော် disable ဖြစ်သွားနိုင်ပုံများတယ် ဟုတ်ဟုတ်မာသူကလည်းပထမတစ်ခါကလည်းခွဲထားတာဆိုတော့လေဒုတိယတစ်ခါကကြတော့အဲ့လိုမျိုးသူတို့တိတ်ပြီးတော့မခွဲစစ်ကျင်ကြဘောနော်အဲ့လိုဖြစ်တော့သူကရောင်ကြီးပေးလိုက်တယ်ဗောဒါပေမဲ့မန္တလေးမှာပဲပေးရဆိုတိတ်ပြီးထိရောက်ပုံမရအောင် တော်တော်လေးလည်းကြီးလာတယ်အခုကျတော့သူဒီနေ့ပဲပေါ့နော်ဒီနေ့ပဲခွဲလိုက်တာညီမဟိုဒီထိုင်းကိုရောက်လာပြီပေါ့လွန်ခဲ့တဲ့တပတ်လောက်ကရောက်လာပြီးတော့ခွဲလိုက်တာသူတော့ကံကောင်းသွားရတဲ့တူတယ်ခွဲထားတာလည်းဖြစ်တယ်ရောင်ချီနေပေးထားတာလည်းဖြစ်ပေမဲ့ဒီနေ့တော့အကုန်လုံးထုတ်လိုက်နိုင်တယ်လို့ပြောတယ်ပေါ့နော် for သူသူအကျက်ကလည်းတော်တော်ကြီးတယ်4 cm အရှည်ရှိရဲ့ဇော်လေး ဟုတ်အမငါပြောသလိုပဲမြန်မာပြည်မှာတော့သူ risk အရင်များတယ်ထောက်ခွဲဖို့လည်းသူတို့ recommend မပေးဘူးလို့ရောင်ကြည်နဲ့ပဲထိန်းထားဖို့ပေါ့နော်အဲ့လိုပြောတာနောက်ကျတော့အချိတ်ကဘလို့မှမထိန်းနိုင်တော့ပဲနဲ့လုံးဝ spinal cord တော့ဖိတော့လေဟိုတချမ်းကအဲ့လိုတော်တော်ကိုပျော့သွားရဲဆိုတော့ဟိုညီမတို့လည်းရွေးချယ်စရာမရှိတော့ခွဲလိုက်ရတာပေါ့ဟုတ်ဟုတ်ဟုတ်ကဲ့ပါမဟုတ်ရှင်းပြပြန်ကျေးဇူးများတင်ပါတယ်ပါ โอเคအဆိုဟာမေးစရာဘာလို့ရှိအောင်လဲမသိဘူးဒီတော့ဘူးလားโอเคပါ exhibition ကျွန်တော်တို့ဒီနေ့ရလဲနည်းနည်းဟိုစားရချင်းနဲ့နောက်ကျရဲဆိုတော့အကယ်၍မေးစရာမရှိတော့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုဒီမှာပဲအချက်အားလုံးရက်လိုက်ပါမယ်နောက်ဆောင်ပြရကျေးဇူးတင်ပါတယ်ပြောပြရအမ တဲ့ကျေးဇူးအရင်တင်ပါတယ်အဆိုအလုံးသာနှုတ်ဆက်ပါတယ်ညာဆူပါ